ဒီနေ့မျောလင့်ချက်ကနီခြုံချောက်သေးကိုဘယ်လိုတွန်းပို့ခလိုက်ရလဲဆိုတော့ကိုကျွန်တော်တို့ဖွင့်ချပါမယ်။ဒါကတော့ the invisible chains မမြင်ရတော့တန်ကြိုများဇာလန်တို့ရဲ့အပိုင်းတစ်ပါ။မျောလင့်ချက်အပြည့်နဲ့လူငယ်တစ်ယောက်ရှိတယ်။သူက skill လည်းရှိတယ်။စူးစမ်းခြင်းစိတ်လည်းရှိတယ်။ပိုကောင်းတဲ့ဘဝတစ်ခုအတွက်အခွင့်အရေးကောင်းကို Facebook group တွေ job website တွေမှာနေ့တိုင်းရှာဖွေနေသူပေါ့။ဒီနေ့သူဒါကိုတွေ့တယ်။ Facebook job ad တခု online marketing or customer support လာစာကဒလဒေါ်လာ2000ကနေ3000အထိအကျိုးခံစားခွင့်နေစာစားရေးရာလီယန်လက်မဲ့ visa အကုန်အလကား location thailand ဒါဟာမတိလိုက်လောင်းကောင်းလုံးမှန်သူ့ရဲ့စိတ်တနည်းကတည်ပေမဲ့သူ့ရဲ့မျှော်လင့်ချက်ကပိုကြီးမားနေခဲ့တယ်။သူ apply ဆိုရဲခလုတ်ကိုနှိမ့်လိုက်တယ်။နာညီပိုင်းအသင်းတော်တဲ့ HR manager ဆိုတဲ့ professional profile ပုံတပုံးနဲ့ account တစ်ခုကသူ့ကို message ပို့လာတယ်။ interview ကတိတ်လွယ်လုံးနေတယ်။ Zoom call မခေါ်ဘူး CV ကိုအသေးစိတ်မမေးဘူးအင်္ဂလိပ်စာအခြေခံရလားရတယ်ကွန်ပျူတာအခြေခံတုံးတက်လားတုံးတက်တယ်ဟွန်း congratulations မင်းအလုပ်ရတယ် तू မသိလိုက်တာက तू စကားပြောနေတဲ့ HR ဟာတကယ်တော့ရာဇဝင်အဖွဲ့အစည်းတစ်ခုရဲ့လူသစ်စုဆောင်ရေးဌာနကဆိုတာပါပဲသူတို့ရဲ့ KPI target ကအရေးချင်းရှိတဲ့သူကိုခန့်ဖို့မဟုတ်ဘူးမျှော်လင့်ချက်ရှိတဲ့လူတွေကို channel ကိုအရောက်ရပြီးအောင်ပို့ပေးဖို့ပဲဒါကြောင့်သူ့ရဲ့ CV ကဘာဖြစ်ဖြစ်သူတို့ဂယုမဆိုင်ဘူး သူတို့လိုချင်တာခန္ဓာကိုယ်ပဲရပိုင်ရုံတွင်းမှာပဲသူ့နာမည်နဲ့လေရင်လက်မှတ်ကရောက်လာတယ်သူမိသားစုကိုနှုတ်ဆက်တယ်အိတ်တွေပြင်းတယ်ဘဝသစ်တွေထွက်လာခဲ့တယ်ဘန်ကောက်လေဆိပ်ကိုရောက်တော့ကမလီကားလိုပြောတဲ့ကားနဲ့တစည်းကသူ့ကိုလာချိုတယ်ကားကမြို့ထဲကိုမမောင်းဘူးမြို့ပြအဆောက်ဦးဒီပြောက်ွယ်သွားပြီးလေကွင်းတွေတောတောင်တွေကိုဖြတ်ပြီးနိုင်ပေါင်း၃နိုင်၄နိုင်မောင်းလာတယ်သူစိုးရင်စိမ့်နဲ့ယုံကဝေးလုံးနဲ့လိုမေးလိုက်တော့ကားမောင်းသူကကျွန်တော်တို့ယုံကနဇတ်မှာ လုံခြုံရေးအရမ်းကောင်းတဲ့နေရာမှာလို့ပြန်ဖြေတယ်။သူပြောတာမမှားဘူး။ဒီချားပြန်လုံမန်းတွေဟာမြို့လေကောင်မှာရှင်တန်လို့မရဘူး။သူတို့ဟာနိုင်ငံတစ်ခုရဲ့ဥပဒေမစိုးရနိုင်တဲ့လက်ဟာရှိတဲ့အထူးဆောင်တွေမိခိုးရောင်ဧရိယာတွေမှာအခြေဆိုင်ပါတယ်။ဥပမာထိုင်းမြန်မာနယ်စပ်မှာမြို့တချို့ကမ္ဘောဒီးယားဗီယက်နမ်နယ်စပ်ရှိတဲ့နေရာတွေပေါ့။ဒီနေရာတွေကဥပဒေနှစ်ခုကြာလွတ်နေတဲ့နေရာတွေဖြစ်တယ်သူသူကိုရဲတပ်ထွက်ကလာခဲ့ဘူးဆိုတာဖြစ်နိုင်စီမရှိတော့ဘူး။ကားကကြီးမားတယ် မြင်မာတဲ့တိုင်းရန်တွေတန်ဆူးချိုးတွေကားထားတဲ့ခြံကြီးတစ်ခုရှင်မှာရပ်သွားတယ်။ဝင်းပေါ်မှာလမ်းနက်ကိုင်းလုံချုံရဲ့ဒါယုံမုံမန်တူမတီးလိုက်ဘူး။ဒါဟာတခန့်တက်လိုမျိုးပဲ။အထဲရောက်တော့သူ့ကိုခန့်တခန့်မှာခေါ်သွားတယ်။မန်နေဂျာလုတ်ထင်ရမဲ့သူဝင်လာပြီးသူ့ရဲ့ passport နဲ့ဖုန်းကိုတောင်းတယ်။ registration လုတ်ပြီး sim ကအသက်လဲပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့သူပေးလိုက်တယ်။သူ့ခန့်တကားကိုအပင်ကနေတော့ခောက်လိုက်တဲ့အတန်သူကြားလိုက်တယ်။ထောင်ချောက်ကပိတ်သွားပြီ။ manager က စာရေးကြကြောက်ချပြတယ်။သူ့ရဲ့လင်းရင်လက်မှတ်ဖူးဗီဇာဖူးကားကသူ့ကိုဝယ်လိုက်တဲ့ကုမ္ပဏီပိုင်ရှင်စီကကုန်ကျစရိတ်အားလုံးပေါင်းအမေရိကန်ဒေါ်လာ1000သူကဒီအကျွေးကိုပြန်ဆက်ရမယ်။ဒါမှသူအိမ်ပြန်လို့ရမယ်။ဒီနေရာနာတဲ့သူဟာဝန်ထမ်းမဟုတ်တော့ဘူး။အကျဉ်းသားဖြစ်သွားပြီ။ဒါကို Dark Bondage လို့ခေါ်တယ်။ဒါကဒမင်းဖန်တီးရတဲ့အတုအကျွေး fake တပ်ပါ။သူဘယ်လောက်ပဲအလုံးလုံးဒီအကျွေးကဘယ်တော့မှမကြီးနိုင်ဘူး။သူဒမင်းမစရင်တာကမပြေလို့အပြစ်ပြေးခံရရင် ီအကျွေးကတတ်တန်လာဦးဒါဟာသူ့ကိုထွက်မပြေးနိုင်အောင်သူတို့ခိုင်းတာလောက်အောင်ခြိထားတဲ့မမြင်ရတဲ့တန်ကြိုးပဲနောက်တနေ့မှာသူ့ရဲ့အလုပ်တန် training စနေသူ့ကိုလူပေါင်းများစွာရှိတဲ့ call center လို့ခံမကြီးတဲ့ခေါ်သွားတယ်သူ့ရဲ့ computer screen ပေါ်မှာစံညွန်တစ်ခုတက်လာတယ်သူ့ရဲ့အလုပ်တန်ဟာ customer support လုပ်တာမဟုတ်ဘူးသူ့ရဲ့အလုပ်တန်ဟာသူ့လိုပဲမျောလင့်ချက်ရှိတဲ့တခြားလူတွေကိုလိမ်မာဖို့ပဲသူဟာကြားဖြန်လုပ်ငန်းကြီးရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်သွားပါပြီ ီဆုံဆန်းထောက်လန်းမှုဇလန်းရွှေကို အဆုံးထိကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်တို့တွေ့ခဲ့ရတာကဒီမမြင်ရသောတန်ကျိုးတွေရဲ့ပထမဆုံးကွင်းဆက်ထူတဲ့လူသစ်စုဆောင်ခြင်းထောင်ချောက်အကြောင်းပါခင်ဗျားရဲ့ရှယ်တချာကဒီလိုထောင်ချောက်မျိုးနဲ့မဝယ်မိအောင်နောက်ထပ်လူတယောက်ကိုအသိပညာပေးပြီးကဲတင်နိုင်ပါတယ်ဒီအရေးကြီးတဲ့အကြောင်းအရာကိုကုမိသားစုငွေချင်းတွေကိုအခုပဲမျှဝေပေးပါ နောက်အပိုင်းနှစ်မှာတော့ခြံထဲရောက်သွားတဲ့ထုလူလူတွေအတင်းအကျပ်ယူတုံခိုင်းခံနေရတဲ့လူတယောက်ရဲ့ငွေစုစားအုပ်တစ်ခုလုံးကိုလပိုင်းအတွင်အပိုင်စီသွားနိုင်တဲ့ Big Butcherin ဝယ်မွေးမိမတ်တချင်းဇလန်းညွန်းအသေးစိတ်ကိုကျွန်တော်တို့ဆက်လက်ဖွင့်ကြသွားပါမယ်။